။တငယ်နာတက်လို့ဆေးရောက်တက်ခဲ့ပေမဲ့ဆောင်ဝင်ရဲ့ပေါ်ရောက်မှုတစ်ခုကြောင့်အသက်ပေးလိုက်ရတဲ့တာလီမီခန့်ကိုမင်္ဂလာပါပရိသတ်ကြီးတို့ရဲ့အခုနောက်ပိုင်းဆေးရုံစည်းကမ်းတွေကဆောင်ဝင်တော်တော်များများကကိုချင်းစာစိတ်အားနာစိတ်လူချင်းချင်းလေးစားတမိုးထားမှုမရှိကြတော့ပါဘူး။ပညာသာတက်ပြီးပညာကုန်မှမတည်ကြတော့မဲ့အတိုင်းအပူတော်ကရီနဲ့အာကိုတကြီးရောက်လာတဲ့မိခင်တွေရဲ့အပူကိုသူတို့အတွက်ဒုက္ခများစီရဲ့ပုံတွေနဲ့ဆက်ဆံကြပါ යි အလုတ်တိုင်းကအလုတ်များချင်းရှိမယ်။နားချင်းရှိအောင်နားလေကြပါ යි ။ဒါ့ပေမဲ့လည်းအရေးကြီးလူနာကိုအရေးကြီးတယ်လို့ကုသပေးရမှာလေ။သူတို့တာဝန်ပဲမဟုတ်လား။အခုတခါမှလည်းတငယ်နာတက်လို့လာပြရဲ့တာလီမင်းခန့်ကိုကိုကလီစေးုံကြီးမှအတက်နှုတ်ယူလိုက်ကြောင်းမိဘတွေကယခုလိုပြောပြလာပါ යි ။တငယ်နာတက်ချင်းအားထိရောက်စွာကုသမှုမပေးနိုင်တဲ့ရန်ကင်းစေးုံကြီးအားထောင်ရရှုံချပါ යි ။ဖြစ်စဉ်မှာတငယ်နာတက်နေတဲ့တာလီကိုစေးုံသွားပြချင်းအုံနောက်သွေးရောက်ချင်းလို့တတ်မှတ်ပြီး CT scan ရယူရတဲ့အတွက် အိတ်ဆေးပေးရမယ်လို့မိဘများအားလက်မှတ်ထိုးခိုင်းခဲ့ပါယလီလာသားအရွယ်လူမမယ်ကလေးလေးအားအိတ်ဆေးပေးထားပြီးအိတ်ဆေးပြင်နေသောအချိန်တွင်နှာခေါင်းမှတဆင့်ရွှဲဆုပ်သောပိုက်ဖြင့်အရှိနှစ်ပေကျော်ထိုးသွင်းပြီးရွှဲဆုပ်ရာမှရွှဲမဟုတ်တဲ့အတွင်းကလေးစားများပါပါလာပြီးလီလာအရွယ်လူမမယ်ကလေးကိုစီအလုံး40တကြိမ်အလုံး20ကြိမ်ထိုးသွင်းပြီး၈နာရီအကြာမှာကလေးအသက်ကိုပြေးစားလိုက်ရပါတယ်လို့မိဘတွေကခုလိုပြောပြလာခဲ့ပါတယ်။ဇေဝါများအလုံးလောက်ရှိတဲ့ရန်ကင်းကလေးစေယုံကြီးမှာ အမှန်တကယ်တက်ကြွသောဆရာဝန်များလွန်စွာနေပါပါ යි ဆေးရုံမှာဝန်ထမ်းအချို့မှာလည်းအောက်ဆီဂျင်ကုန်လို့လဲခိုင်းတဲ့အခါမျိုးဆိုရင်လည်းမောက်မှာရှိုင်းပြစွာလူနာရှင်အားပြောဆိုဆက်ဆံခြင်းများပြုလုပ်ခြင်းအားအခါအားညွှန်စွာခံခဲ့ရပါ යි ဝန်ဆောင်မှုအရန်အားနေသောဝန်ထမ်းများအားအများပြည်သူနှင့်ဆက်ဆံပေါင်းသင့်နေထိုင်သည့်အားတင်ကြားပြသစေခြင်းမ යි နမဲကြီးရန်ကင်းကလေးဆေးရုံကြီးမှာယခုလက်ရှိအချိန်မှာနမဲကြီးလူသက်ဆေးရုံကြီးတစ်ခုအဖြစ်သတ်မှတ်လိုက်ပါပြီမှတ်ချက်ဆေးရုံအုပ်ဆရာဝန်ကြီးများနဲ့ လက်ထောက်ဆောင်ဝင်များမပါဝင်မှာလက်အောက်ဆောင်ဝင်ငယ်များနဲ့ဈေးရောင်းဝင်နှန်းများအားလုံးသာလူသက်သမားများသာဖြစ်ပါ යි ဆိုပြီးတားလီမောင်မင်းခန့်ကိုရဲ့အုတ်ထင်းသူတွေကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေရေးသားလာခဲ့ရပဲဖြစ်ပါ යි အခုနောက်ပိုင်းမှာတော့ဈေးရောင်းကိုမတက်တာလို့သွားပြရင်ယောဂမတက်တာတဲ့အဖြစ်ပိုပြီးတော့မှစိတ်တော့ကတွေရောက်ခဲ့ကြရတာပဲဖြစ်ပါ යි စီယုံစီကန်းဆိုတာအပူနဲ့လာနေကြတာဖြစ်ပြီးပျော်လို့လာကြလည်းမဟုတ်ပါဘူး။ကလေးတွေကိုတကယ်ချစ်တယ်ဆိုမှမိဘနေရာကိုကိုချင်းစားတတ်မှဒီလောက်ကိုရွေးချယ်ကြပါမဟုတ်ရင်လည်းကလေးတွေကိုတကယ်ချစ်တဲ့စီးပညာကိုတကယ်စိတ်ဝင်စားတဲ့စာနာစိတ်ရှိရဲ့ဆရာဝန်လောင်းတွေအထက်နေရာဖယ်ပေးကြပါလားဆိုပြီးအခုနောက်ပိုင်းပြောလာခဲ့ကြပါသည်။ တချို့ကတော့ဈေးရုံကိုသွားပြလိုက်ရင်ယောဂတဝက်တက်တာသွားရမယ့်အစားအခုကတန်ချင်းရအစားအကုန်ဖိမနေရရင်လူနာဆောင်တယောက်သာလက်ခံပြီးညအိမ်ရင်ခြေနောက်ထဲမှာလဲစရာမရှိလို့ခုံပေါ်မှာတညလုံးငုတ်တော်လေးတွေထိုင်ခိုင်းစလိုင်းချိတ်ထားတဲ့ကလေးငယ်တွေပိုက်ပြုတ်မှဆိုလို့အပေါ်အလေးမသွားရင်ဈေးဝယ်ပါဝယ်မှလို့ကလေးထားပြီးစိတ်မချမှုများစွာနဲ့ပြေအောင်အနေစင်းရဲ့အစားစင်းရဲ့နဲ့သားသောသမီးသောတွေနဲ့ကလေးတစ်ခုခုဖြစ်တဲ့ထင် ကြံဝင်ပြီးခေါ်နေရှင်ကလေးမှအသက်ရှိရမဟုတ်ဘူးခဏနာလာမခေါ်နဲ့ဆိုပြီးဟောက်တာကိုခင်ရပါသေးရဲ့မိကြရှိလို့တာဝန်ကျဆရာမသွားမင်းရင်မကြားချင်အောင်ဆောင်ပြီးသူတို့ခြေစကားပြောတာမပြတ်ဘူးဒါတွေအားလုံးကဖြစ်ချင်တိုင်းဖြစ်နေရဲ့ကလေးစည်းုံနေမှာပါဒါကြောင့်တချို့ကတော့စီးကူးတဲ့အလုပ်ဆိုတာနားလေပါတိမ်မဲရှင်မဲဆိုတာရှိတယ်လူရင်းကုန်ရှင်အောင်မကုနိုင်ဘူးဟုတ်တယ်ဒါပေမဲ့ရမကုပါနဲ့ကုမကုနိုင်ရင်ဒါလေးရောလောက်ကြည့်မယ်မဆမ်းပါနဲ့ကလေးတတိလီပါလူကြီးတွေလိုခံနိုင်မရှိပါဘူး အခုဆုံးရှုံးသွားတာခမရုအလုံးမှာတော့ပေးချက်တူပါပဲ။နောက်နေမိသွားပြီးမိသားစုတစုအတွက်ကတော့တံမိုးထားရတဲ့ကလေးတယောက်ပါ။ဈေးရုံမှာတကယ်ကိုစည်တနာဝါဒနာအနစ်နာ ခံတတဲ့တာဝန်ကျဆရာဝန်တချို့တွေ့ရပါပြီ။အရန်တွေထွေပြီးသူ့ကလေးလိုပဲဂရုစိုက်ပြီးခဏခဏလာကြည့်ပေးတတ်ပါပြီ။သူတို့ဂျူဒီပိုင်းဆိုရင်တော့မိဘတွေအတွက်ကအပူတဝက်ငိမ့်သွားတယ်လို့ပါပဲ။တကယ်ကိုကိုကျင်းစာစင်ရှိရဲ့ဆရာဝန်တွေကတော့ဒီကပဲမြတ်တာပို့ဆူတောင်းကြတော့ပါပြီ။ ဆရာတို့လိုတကယ်ပညာပြည့်ဝတဲ့ဆရာဝန်တွေပဲဈေးရုံမှာအချိန်ပြည့်ရှိသေးကြမှာ။ဒါကြောင့်တချို့လူစိတ်မရှိတဲ့ဆရာဝန်ဆရာမတွေကတော့ဈေးရုံရောက်မှဆရာဝန်တွေရဲ့ဆက်ဆံရေးကိုကိုယ်တိုင်ကိုချင်းစာမိမှာပါ။တားလိကောဂရုတိုင်းနဲ့လာကြည့်ပြီ လိုအပ်ရင်ဆ iam မကိုအမြန်ဆုံးလာခေါ်ပါလို့ပြောတဲ့ဆ iam ဝင်မလေးတယောက်နဲ့အတက်နိုင်ဆုံးအကောင်းဆုံးဖြစ်အောင်ကျွန်တော်ကြိုးစားပေးပါမယ်လို့ပြောတဲ့ဆ iam ဝင်ကြီးကလွဲပြီးကြံသောဆ iam ဝင်များနဲ့ဝန်ထမ်းများရဲ့ဆက်ဆံရေးကိုကိုရိုင်းကျုံမှကိုချင်းစာနိုင်မှာမို့ဘာမှထပ်မပြောလို့တော့ပါဘူးဆိုပြီးအတွေ့အကြုံကိုဝီမျှပေးခဲ့တာဖြစ်ပါတယ်။ဒါလီလေးကောင်းရမွန်ရရောက်ပါစီအခုလိုတငယ်နာတက်ရကနေဈေးရုံသွားပြရင်အသက်ပါပေးလိုက်ရတဲ့ဒါလီအပေါ်ပရိသတ်ကြီးတို့ရဲ့အမြင်လေးကိုလည်းပြောပြခဲ့ကြပါအောင်ရှင်အဆုံးထိကြည်ပေးလို့အားလုံးကျေးဇူးတင်ပါတယ် ်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်။ငလေးမှာသမီးလေးတွေနဲ့အမျိုးသားဆုံးရှုံးရပြီးနောက်တိလရှင်ဝတ်တော်မဲ့မနေနေရွှေ မင်္ဂလာပါပရိသတ်ကြီးတို့ပြီးခဲ့တဲ့ငလင်ပေးကြီးမှာခင်မောဖြစ်သူနဲ့တမီလေးမြောက်ကိုဆုံးရှုံးခဲ့ရပြီးသူမရဲ့မိခင်ပိသားရဲ့စိတ်နဲ့ခိုင်မာတဲ့ဆုံးဖြတ်ချက်တွေကြောင့်မနေ့နေ့ရွှေကလူအများကြီးကြုံနာတတ်ခြင်းတွေရောလေးစားမှုတွေကိုပါများစွာရခဲ့ရပဲဖြစ်ပါသူမကတော့ Great Wall Hotel ပြိုကျမှုအောက်မှာပိတ်မိနေတဲ့မိသားစုဝင်တွေလွတ်မြောက်ရေးအတွက်သူမတက်နိုင်တဲ့ဘက်ကနေတပတ်တလန်းကနေအလှူဒန်းတွေလောက်ကအစွမ်းကုန်စူးစမ်းခဲ့တဲ့စိတ်သက်ခိုင်မာသူအမျိုးသမီးတစ်ယောက်ပဲဖြစ်ပါတယ်။ဒီလိုသူမရဲ့စူးစမ်းမှုကြောင့်ပဲ အရန်ရှာဖွေဖို့ခက်ခဲသွားတဲ့ Great Wall Hotel ကနေမိသားစုရဲ့ဓာတ်ပေါ်ဒီကို ပြန်ရှာတွေ့ခဲ့ရပဲဖြစ်ပါဒီလိုသူမမိသားစုရဲ့တပ်ဖော်တွေကို ပြန်ရှာတွေ့ချိန်မှာပဲသူမကတရားနဲ့ဖြေနိုင်ခဲ့ပြီးသူမမိသားစုရဲ့ဝိညာဉ်လေးတွေအေးချအောင်လို့အလူဒန်းတွေကိုလှုပ်ပေးနိုင်လို့သူမအနေနဲ့ဖြေသိမ့်နေနိုင်ခဲ့တာပဲဖြစ်ပါတယ်။ဒီလိုဖြစ်ရဆိုကြီးတွေဖြစ်ပြီးရဲ့နောက်ပိုင်းမှာတော့မန္နနီရွှေကငလီပီဒုက္ခတဲ့တွေကိုကုညီလူဒန်းတာတွေတန်ဃာတော်တွေကိုစုံကက်လူဒန်းတာတွေစားတဲ့ကုသိုလ်တွေနဲ့သာနေ့ရက်အတိုင်းကိုအားတိတ်ဖြတ်တန်းနေခ ဲ့တာဖြစ်ပြီးဒီကနေ့မှလည်းသူမအနေနဲ့သူမရဲ့မိသားစုဝင်တွေအတွက်တလားပြေးကုသိုလ်လေးပြုလုပ်ပြီးကသူမအနေနဲ့မကြခင်မှာသာသနာ့ဘောင်ကိုဝင်တော့မှာဖြစ်ကြောင်းပြောပြလာခဲ့ရပဲဖြစ်ပါတယ်။သူမကတော့ငလင်ဆောက်လုပ်ခဲ့တဲ့ရက်ကသူတို့ကို28ရက်နေ့မှာနောက်ဆုံးမြင်လိုက်ရဆိုတော့28ရက်နေ့ကိုပဲတလားပြေးယူလိုက်တော့တယ်။တခုစိတ်ချမ်းသာရတာက နောက်ဆုံးကလေးရီကသူ့အဖေနဲ့ရှိနေရသိလိုက်ရတော့စိတ်ချသွားတယ်။ သူ့ဖေရဲ့ရုံလောင်းကိုယူလိုက်တဲ့အချိန်မှာတမီလေးနှစ်ယောက်ရောအိမ်ကူလေးကိုပါအကုန်ရှာခဲ့တာဒီအချိန်မှာသူတို့အဖေကကလေးတွေကိုဘာမှမကြောက်နဲ့ပပရှိရဲ့လို့တမီလေးတွေကိုပြောခဲ့မှာပဲဆိုတော့တမီလေးတွေတတောင်တတန်နဲ့ထွက်သွားခဲ့ရမှာဒါကြောင့်ကိုယောက်ျားလည်းတာဝန်ကြီးပါ යි အမကတော့တာဝန်ကြီးဖို့လတိုင်း28ရက်ရောက်တိုင်းအလှလေးတွေလှုပ်ပြီးမိတ်တချို့ကပြောကြရင်မကောင်းတဲ့သူအရင်ခေါ်ရဲဆိုတာတကယ်တော့မဟုတ်ပါဘူးကျမမိသားစုရောအကူကလေးရောဖခင်တရားသမားတွေပါ အမှန်တော့နောက်လာမယ့်ကက်ဆိုးတွေကိုသူတို့မရင်ဆိုင်ရတော့အောင်သွားကြတာပါအမအခုလိုအသက်ရှင်ကျန်ခဲ့တာကလည်းဘာသာရေးနဲ့ကုသိုလ်တွေကိုပုံမုံလုပ်နိုင်ဖို့အတွက်အသက်ရှင်ကျန်ခဲ့တဲ့အကြောင်းကိုလည်းအခုလိုပြောပြလာခဲ့ရပဲဖြစ်ပါတယ်။သူမတို့အခုချိန်ထိအသက်ရှင်နေသေးတာကတရားအထုတ်ဖို့အချိန်ပေးရဖြစ်ပြီးတည်ခြင်းတရားကကိုယ့်စီအချိန်မရွေးရောက်လာနိုင်ပြီးမနှက်ပြန်ဆိုတာမတိချတဲ့ဘဝဖြစ်ပြီးအခုချက်ချင်းလည်းရုတ်တရက်သေးသွားနိုင်နေအခုချိန်မှာလောကကြီးကကျမတို့ကိုကုသိုလ်တွေလုပ်တရားတွေအထုတ်ဖို့အချိန်ပေးထားပါတယ်။ ဒါကိုဘာရည်ရွယ်ချက်နဲ့တရားအထုတ်ကြလဲမိကြတယ်။ကျမရည်ရွယ်ချက်ကတော့ရိုးရိုးလေးပါပဲ။လောကကြီးထဲမှာရှင်သန်ခြင်းမှာအေးချမ်းစွာနေထိုင်နိုင်ပြီးတွေ့ကြုံလာရမယ့်လောကဒဏ်အကောင်အဆုကိုတည်ငြိမ်စွာရင်ဆိုင်နိုင်ဖို့နဲ့တည်ခြင်းတရားကိုတည်ငြိမ်စွာရင်ဆိုင်သွားနိုင်ဖို့ပါပဲ။ကျမတို့ဆိုတာကဘာကြီးနဲ့ရှင်အလွန်သိငယ်ပါ යි ။ကျမတို့ကမကြခင်မှာပျောက်ဆုံးသွားရတော့မယ်အမှုန်လေးတမုံပါပဲ။ဒါကြောင့်ကျမတို့ကကိုကြံဒီတဲ့အချိန်မှာဖြည်းဖြည်းချင်းလုံးရမယ့်ဟာတွေကိုလှုပ်သွားမယ်။အရင်ကနောက်မှလုပ်မယ်လို့ပဲတွေးခဲ့တာ အခုချိန်မှာမနှက်ပြန်ပါဖြစ်မလဲမပြောနိုင်ဘူးဘဝဆိုရာရှိသမျှထားခဲ့ရပြီးယူထားသမျှပြီးခဲ့ရမှာပါပဲဘာတကူးမှလည်းမမှန်မောတော့ပါဘူးဘာပစ္စည်းမှလည်းမမှန်မောတော့ပါဘူးဒါပေမဲ့ပုထုဇဉ်လူတစ်ယောက်ဖြစ်လို့ကျင့်တဲ့လားဆိုရင်တော့မကျင့်တတ်ပါဘူးဒါတွေကပတရားယူပြီးသူတို့နောက်ကျော်လုံရင်ပြီးရပါပဲကျမကတော့မိသားစုအတွက်အလှူဒန်းတွေလုပ်ပြီးသူတို့အေးချမ်းသွားပြီဆိုတော့ အမအေးချမ်းအောင်တာသနာပောင်းနေဝင်တော့မယ်ဆိုပြီးဝမ်းနည်းစွာပြပြလာပဲဖြစ်ပါတယ်။ငလင်ကြောင့်မိသားစုတွေအကုန်ဆုံးရှုံးသွားခဲ့ရပြီးတာသနာပောင်းနေဝင်ကအေးချမ်းစွာနေထိုင်တော့မယ်။မနေနေ့ရွှေအပေါ်အမည်လေးကိုလည်းပြောပြခဲ့ကြပါအောင်ရှင်။အဆုံးထိကြည့်ပြီးလို့အားလုံးကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်။